အခုလိုမအားလာစက်တဖက်ကပြန်ထိုးစစ်ဆင်လာတိတိုင်အောင်ပြည်သူတို့ကလက်နက်ကင်တော်လှန်ရေးပုံမှာယုံကြည်နေဆဲဖြစ်ပါတယ်ပထမဆုံးဂေါင်းပိုင်းကိုဟန်ဝေစာအမြောက်နဲ့ဒုံးဆိုတလုံးထုထရပြီးဝုန်းဆိုထောင်းလိုက်တာနောက်တစ်ခေါက်လည်းအဲဝမ်းပိုက်ကိုထတ်ထုပြီးတော့ထောင်းလိုက်တာနှစ်ချက်နဲ့သင်းမော်တစီထောင်းလိုက်ပါတယ်ကုညီပါရဆိုဆိုတဲ့ဒီရဲဝိစုံကမတိလိမ့်စန်းညာစခိုးစားပွက်စားတဲ့ဝိစုံကနားပိတ်ခလေးဆိုကြောက်တယ်ချောက်ချောက် လင်းနေတဲ့ဒိန်းအာအာလှမ်းပြီးနားပိတ်အားလုံးပဲမင်္ဂလာပါရှူဖက်မလီမှပြန်လဲချူဆူလိုက်ပါရယ်ဓမ္မပက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့မမနဲ့ရေးတဲ့တည်ငောင်းတင်ပေးပါရယ်โอเคတည်ငောင်းကတော့လာပြီနော်တည်တည်ချာချာလေးတော့နားထောင်ပေးကြပါအောင်ရှင် နှစ်ထောင်နှစ်ဆယ်နဲ့ငါဆက်တလပိုင်းနှစ်ဆက်သုံးရက်မနေ့ကတနင်္ဂနွေဒီကနေ့တနင်္လာနေ့ကျမသတင်းတင်ပြလိုက်ပြီရခိုင်ပြည်မှာတင်ဘောတီထောင်းတာအရခရခိုင်တက်တော့အေအေဘူကျုံထုံးမြန်နိုင်ကတင်ဘောတီထောင်းလိုက်တယ်ဗျာဘလို့ထောင်းလိုက်လဲဆိုတော့ပထမဆုံးခေါင်းပိုင်းကိုဟန်ဝေစာအမြောက်နဲ့ဒုံးဆိုတလုံးထုထရတယ်ပြီးဝုန်းဆိုထောင်းလိုက်တာ နောက်တစ်ခေါက်လဲအဲ1 byte ကိုထပ်ထုတ်ပြီးတော့ထောင်းလိုက်တာနှစ်ချက်နဲ့တင်းမော်တစီထောင်းလိုက်ပါတယ်ရှင်ဟုတ်ကဲ့ခွေးဘယ်နှကောင်လောက်ဂန်းဂန်းဂန်းသွားတယ်ဆိုတာကိုတော့ကျွန်မထပ်ပြီးတော့အကောင်ကြီးတင်းကိုရတာနဲ့ကျွန်မထပ်ပြီးတင်ပေးပါမယ်အခုတော့တင်းမော်ဒီထောင်းလိုက်ပါပြီရှင်ဟုတ်ကဲ့ရခိုင်ပြည်မှာတင်းမော်ဒီထောင်းလိုက်တယ်အညာမှာတော့ငှက်အသေးလေးတစ်ကောင်กินလိုက်တယ်တဲ့ အတင်းတွေကအရန်ကောင်းနေပါပြီရှင့်ရှယ်ရင်နော်ကဲဒါကြောင့်မို့တော်လန်ပြည်သူအတွက်တည်ငောင်းယူလာတာဟင်းကောင်းတစ်ခွက်လိုပါပဲနော်ကော်ပီလင်းလေးယူဖို့တော့မမေ့ပြအောင်နော်ရခိုင်တက်တော့အေအေဘုံချုပ်ထုံးမြန်နိုင်လို့ရခိုင်ပြည်ကတည်ငောင်းတင်းမော်ဒီထောင်းလိုက်တာမှဝုံဘုံဝမ်းဆိုပြီးတော့တင်းမော်ဒီထောင်းလိုက်တာအရသာတွေအရန်ရှယ်ကျမကတော့အရန်ကျင်တ်တယ်အရန်ပျော်တယ်ကဲ အချစ်တို့ရောဘယ်လိုလဲချစ်တို့ရဲ့စာနာလေးကိုရေးပေးသွား copy link လေးယူပေးသွားပါအောင်ရှင်เนาะဟုတ်ကဲ့ခွေးပနကောင်ဂန်းဂန်းကန်းသွားလဲဆိုတာတင်းရရနဲ့ထပ်လာပြီးပြန်တင်ပေးပါမယ်တင်းကဆရာလည်းမနဲ့ဂျေစုထုတင်နဲ့တင်မော်ကြီးတစ်စည်းလုံးတောင် မြုပ်ပလိုက်မှာတော့အ ਨੇ ဆုံးခွေး90တော့မအောက်ဘူးယာကနန်းလဲကတ်ချင်းကတ်သွားမယ်โอเค ျော်လင့်ဆောင်စားကြမယ်ဖန်သားပြင်ပါဟုတ်ကဲ့ဗျဒီနေ့အတွက်နောက်ဆုံးရရှိထားတဲ့စားဝင်အိပ်ပျော်စီမဲ့ခွေးသေးသတင်းလေးတွေကိုဖတ်ပြပါအောင်မယ်မြန်မာနိုင်ငံတဝမ်းအကျန်းဖက်ဆက်ရှုံးကောင်စီတပ်ဖွဲ့ဝင်90နဲ့9ခေါင်ကတော့ကျွန်တော်ညီနောင်လေးရဲ့လက်ချက်မှာအစအနတောင်ရှာမတွေ့အောင်ပိတ်ဆုံးသွားကြောင်းကြားသိရတယ်ဗျ90နဲ့9ခေါင်ကြီးများတော့ စကိုင်းတိုင်းမော်လိုက်ခရိုင်တွင်တိုင်းငှက်စစ်စင်ရေးကာလအတွင်းဖြူစောတီစကန်၈ခုကိုတိုင်းပိုက်ရရှိခဲ့ပြီးဆက်ခွေးနှင့်ဖြူစောခွေးတရာကျော်သေဆုံးကစစ်တုံးပန်းများနှင့်လက်နက်ခဲအများပြားသိမ်းဆည်းရရှိခဲ့ကြောင်းမော်လိုက်ခရိုင်တော်လိုင်းအင်အားစုမှတာဝန်ရှိသူတဦးကနေပြီးတော့ထပ်မံထုတ်ပြန်ထားပြန်တဲ့စကန်၈ခုကို ခွေးတရာကျော်ဒါအရှင်းနေမပါသေးဘူးနော်ဒီနောက်နေစော်လိုက်လား မုံရွာမြို့နယ်နီးပညာတက္ကသိုလ်တွင်တက်ဆွဲထားသောအကျန်းဖက်စစ်ခွေးတက်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ခွေး၄ခေါင်ကတော့နေရာမှာနေပွဲချင်းပြီးတေဆုံးကြောင်းမုံရွာခရိုင်တက်ရင်နှင့်တက်ခွဲမှုကိုဝေလင်းကနေပြီးတော့ထုတ်ပြန်ထားပြန်နေဗျ၄ခေါင်ဆိုတော့လေ ဟုတ်ကဲ့ဒီသတင်းလေးကတော့မနေ့ရက်သတင်းလေးပေါ့နော်ကျွန်တော် channel မှာမတင်ရသေးတဲ့အတွက်စကိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသောအကြမ်းဖက်စစ်ခွေးတပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကြောင်းတစ်ခုလုံးပြစ်သုံးသွားပြီးစစ်ခွေး80ကျော်တေဆုံးကလက်နက်26လက်နဲ့ခေရံများတင်းစီရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်မှာတာဝန်ရှိသူတို့ဦးဝနေပြီးတော့ထုတ်ပြန် ထားပြန်တယ်နောက်ပြီးတော့မြောင်းကျိုမြောင်းကြားလေကွင်းကျိုလေကွင်းကြားမှာပုတ်တိုးနေတဲ့စက်ခွေးအလောင်းများစွာလဲဒီတိုင်းကြီးထားထားရတယ်တဘာဝပတ်ဝန်းကျင်နေတော့ပစ္စည်းကုန်ပါကြီးဗျာ60မနေ့ကနေ့ဒီနေ့အကောင့်200နီးနီးတော့ကျွန်တော်မိသားစုတွေဓမ္မဗျာကျွန်တော်တို့ကအခုဒီတော်လိုင်းရေးမရှုံးသေးပါဘူးအောက်ငန်းကြီးတွေအများကြီးကြံပါသေးတယ်အခွန်အလားလာတွေအများကြီးရှိပါသေးတယ်ဘာကြောင့်ရှိသေးတယ်လို့ပြောတယ်လဲဆိုရင် အခုလို့မအားလာစစ်တပ်ဘက်ကပြန်ထိုးစစ်ဆင်လာတိတိုင်အောင်ပြည်သူလူထုကလက်နက်ကင် တော်လှန်ရေးပုံမှာယုံကြည်နေစေဖြစ်ပါတယ်ဒါဟာအရေးကြီးဆုံးချက်ပါလက်နက်ကင် တော်လှန်ရေးအဖွဲ့တချို့ရဲ့စီကံပြတ်မှုအာဏာရှင်ဆန်မှုကြောင့်လူငယ်တချို့လက်နက်ကင်တော်လှန်ရေးကနေစွန့်ခွာသွားတာမျိုးရှိတိတိုင်အောင်စစ်ကောင်စီလက်အောက်မှာလက်နက်ချအငြင်းခံသွားတဲ့တော်လှန်ရေးသမားအရေးအတွက်ဟာမရှိသလောက်နဲ့ပါပါတယ်ရှိဒါကတော်လှန်ရေးသမားတွေဟာသူတို့လုပ်နေတဲ့လက်နက်ကင်တော်လှန်ရေးကိုယုံကြည်နေစေပဲဆိုတဲ့အချက်ကို ဖော်ပြနေပါတယ်ဒီချက်ကလည်းအလွန်အရေးကြီးပါတယ်โอเคဆရာကြီးဦးသိမ်းမြပြောသွားတာအတိတ်ပဲရှိတယ်เนาะကျွန်တော်မိသားစုတွေကျွန်တော်တော်လိုင်းရေမရှုံးသေးဘူးရှုံးလဲရှုံးနိုင်စရာအကြောင်းမရှိဘူးတို့တော့ပြည်သူစိတ်ညက်အောင် စိတ်ပြက်အောင်တော့မလုပ်ပါနဲ့လို့တောင်းဆိုပြရသည်အကြီးပိုင်းနေပေါ့เนาะတုံးဝင်တယ်ဒါပေမဲ့ရဲတူလို့လို့ဖမ်းခံထိတယ်ဆိုတော့တည်င်းတက်လာတော့လူတွေတွေ့လိုက်တယ်ဒါပေမဲ့အဲ့ဒီကောင်ရဲ့ TikTok အကောင့်ထဲကိုအခုဝင်ကြည့်တဲ့အခါမှာဒီကောင်ဟာအလွတ်ရဲတူလို့တော့မဟုတ်ဘူး ရဲတွေနဲ့ပတ်သက်မှုတွေရှိတယ်เนาะအဲ့တော့သူတစ်တော့အောက်ထဲကိုကျွန်တော်တို့ဝင်ပြရမယ်ဒါဒီကောင်တော့လေကျွန်တော်လက်ဖျားကဒီလိုကာလမှာယူနီဖောင်းဝတ်ပြီးတော့เนาะလမ်းမှာတော့ထွက်ပြီးတက်စီသားတဲ့ဟာတွေရှိတယ်ဟွန်းเนาะเนาะဒါတွေမကြည့်တန်းစီတန်းပြုတ်ရဲလုံးဒါမှကြည့်ရဲစခန်းထဲမှာဟမ်တွေ့ရောမရဲတန်းစီနေတယ်เนาะတန်းစီတန်းပြုတ်ရဲလုံးဆိုပြီးတော့တူတင်ထားတယ် ကိုရင်ကျွန်တော်ထောက်ပြတဲ့အချက်တွေကိုကြည်ချင်းအားဖြင့်ဒီကောင်ကရိုးရိုးအလွတ်ရဲအတိုင်းဝိုင်းနဲ့မပတ်သက်ပဲနဲ့ရဲအတုလုပ်ပြီးတော့နေတာမဟုတ်ဘူးသူတို့ဟာတွေအဲ့လိုနေလို့ဆိုရင်ဒီကောင်ကခိုင်းနေတယ်ဘာဖြစ်လို့လဲကိုရင်ကကားပေါ်မှာရဲတွေနဲ့တူတူပဲနော်ဒီကားလမ်းကနေလမ်းပေါက်ထွက်ပြီးတော့ထွက်တားလာတယ်မြို့လေကောင်ကပြီးလို့ရှိရင်တန်းစီတန်းပြုတ်ဆိုတော့အဲ့ဗီဒီယိုပို့မှလည်းရဲတွေတန်းစီနေတယ်အဲ့တော့ဒီကောင်ကရဲအတိုင်းဝိုင်းတွေကရဲတွေနဲ့အင်ဖော်မာဖြစ်ရင်ဖြစ်မဖြစ်ရင် ရဲအရာရှိတွေနဲ့ပတ်သက်တဲ့လူတယောက်ဆိုတော့ကျင်းနေတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာရဲတပ်ဖွဲ့ကောင်ပိတ်ခါဘာဖြစ်လို့ကြဆင်းလာလဲရဲဆိုတာကစစ်သားနဲ့မတူပါဘူးဘာဖြစ်လို့တူကလူလူကြားထဲမှာနေရတဲ့အလုပ်တခုလူလူကြားထဲမှာနေပြီးတော့တနက်ကန်ရတဲ့အလုပ်တခုဒါပေမဲ့ရဲတပ်ဖွဲ့ကိုစစ်ဘက်ဆိုင်ရာစစ်ဗိုလ်ချုပ်တွေကလုံးဝပြိနေကြတယ်ထိုင်းနိုင်ငံမှာလာကြည့်ပါရဲတွေစမတ်ချာယူနီဘောကစမတ်ချာတယ်ဝစ်ထားတဲ့ equipment ပြီးလို့ရှိရင် ပစ္စတိုဟုတ်တယ်နော်ထိုင်းမှာဆိုရင်အရင်မရှိတဲ့ရဲတော်မှပစ္စတိုနဲ့ခါမှာစမတ်ချန်နဲ့ကြည့်ရဒါအိန္ဒိယနိုင်ငံနိုင်ငံတစ်ခုပဲကျွန်တော်တို့နှိုင်းရှင်ပြမြန်မာပြည်ကရဲတယ်ကြည့်လိုက်ကြည့်ဟောခက်က G3 တွေကလေးလေးဟမ်ဟိုတခါကျရင်ကျွန်တော်တို့ဘက်ဒီမှာဆိုရင်ဒီတရင်ကျွတ်ရဲ့ဖျားလှဲ့ပွဲတို့အလူလှဲ့ပွဲတို့ကထိန်လှဲ့ပွဲတို့ဆိုလို့ရှိရင်အာဖျားလှဲ့ပွဲဆိုရင်မိတ်တော်ပြန်တယ်ဆိုတော့ကြာမင်းမိတ်တော်ပြန်တယ်ပေါ့နော်ဒါယူယူစတွေပေါ့မြို့ဖလာပေါ့ အဲ့ဒီရိုးရယူဆိုင်ပွဲမှာဆိုရင်တနက်ဖြစ်ကအငငယ်ရဆိုရင်ကြီးစားဖို့ပြေကောက်တာပေါ့မိုးထောင်ကိုကသရုတ်ကလန်ကြောက်လို့နားပိတ်တာတော့ထော့ထော့ထော့ကိုကနားပိတ်ခလေးဆိုကြောက်တယ်ထော့ထော့ထော့လင်းနေတဲ့ဒိန်းအော်အော်လှမ်းပြီးနားပိတ်ဟမ်အဲအဲ့ကြီးစားဖို့လိုက်ကောက်ကြတာအဲအဲ့လိုမျိုးလင်းနေကြောက်ကြတော့ကြောက်တော့တော့ပြီးရင်လက်နက်ကင်ဆောင်မှုကြီးအဲ့လိုလိုဟိုးဒီပေါ်မင်းလေးဘက်ကအင်္ဂလိပ်ခေတ်ကလက်နက်တွေကိုရဲတွေကိုပေးကန်ခိုင်းတယ် စကမ်းမူးဒုလုံမူးအဆင့်ဖြစ်မှာနော်ဒုလုံမူးအဆင့်ဖြစ်မှာ၆လုံးယူကြီးချိတ်ခွင့်ရဟာစဉ်းစားကြည့်ပါဦးအဲဒါပေမဲ့အခုတော့ရှိတယ်ဟိုကျွန်တော်ပစ္စတိုနဲ့အဲစုံလေဆိုတာတော့စုံလေပေါ့နော်၆လုံးယူပါစုံလေကဟိုနောက်ပိုင်းတွေမှာလည်းထွက်တဲ့စုံလေကြီးရှိပါစုံလေကတော့ဟိုပိုကောင်းတော့ပါတစ်ချက်ပိုတာတော့ပစ္စတိုကြတော့တင်ရမယ်ပြစ်ကမယ်၆လုံးယူကြတော့စုံလေကြောက်တခါလေပြစ်ထွက်ရရတယ်နောက်တစ်ခုရှိတာဂျီကွန် တက်တည်မကြံခဲ့ဘူးစုံလေရဒါတော့ပဲအဲ့ဒါဒါပေမဲ့လူအမြင်မှာဘုရင်ထားတဲ့နေရာမှာတိုးတဲ့နေရာစုံလေတစ်ခုပဲအလေးချိန်နဲ့ပင်စတိုတစ်ခုပဲအလေးချိန်ဒါမှမြန်မာပြည်စစ်သားတွေကရင်ပင်စတိုလေးလို့လေးပါတော့နောက်ထပ်ဒီ time မှာကင်ရတဲ့ပင်စတိုတေးလီလို့မဟုတ်တဲ့ဟာကြီးဒါဘလို့ဖြစ်ဖြစ်ဒါဟာရက်တက်ဘွက်အတိုင်းဝိုင်းကိုပေါက်ထားလိုက်နှိမ်ခါနှိမ်ခါတာဒါတလောက်တင်လားဆိုတော့မဟုတ်သေးဘူးအစိုးဆုံးကဘာလဲလာမယ်အဲ့ဒီအစိုးဆုံးအချက်ဒီခင်ဗျားတို့ရက်တက်ဘွက်ကိုရဲတွေအုပ်ချုပ်ခွင့်ရှိလားစစ်တပ်ကအုပ်ချုပ် ရဲတပ်ဖွဲ့ဆိုတော့တင်းကြအဖွဲ့ခမည်းတော်ကလွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ကခမည်းတော်ဘယ်အဖွဲ့အစည်းမှဖိနှိပ်ချုပ်ချယ်တာအကြောင်းမရှိလွတ်လပ်ဆိုတာတီးတဲ့ရက်တီနေရမယ်ဥပဒေစိုးမိုးရေးအတွက်နောက်တစ်ခုရှိတာကစစ်တပ်ကလာအောက်ချုပ်မယ်ဆိုတော့ရဲလောက်ထုံးလုံနီးရဲဥပဒေတွေရဲရင်းပိုင်ကိစ္စတွေဒါတွေအားလုံးကိုအဲ့ဒီစစ်တပ်ကကောင်တီးတာမတီးပါဘူးမင်းကြီးတီးလားလို့ဒါပေမဲ့ကျွန်တော်တို့မိတ်ဆွေတယောက်နဲ့တုံမှုတဲ့အဲအမှပြန်ပြောပြတာ ညှို့မှုလာတယ်တဲ့ငါမင်းတို့ရဲကိစ္စနားမလဲဘူးပြောတယ်မင်းတို့အုတ်ထုတ်ကိုလာတာကိုပြောတယ်ဟာအဲ့မြန်မာနိုင်ငံမှာဒါကျွန်တော်ပြောသလိုပဲအခြားဒေသတွေမှာရှိအောင်မယ်ရဲဖို့ရဲဖို့အုတ်ထုတ်ကအုတ်ထုတ်ခွင့်မရတာအစိုးဆုံးပြက်ကံအဲ့တော့ရဲတပ်ဖွဲ့ဂုံတိတ်ခါရဲတပ်ဖွဲ့တန်ဖိုးတီဒီစစ်ခွေးတွေဒုက္ခပေးလို့လုံးဝကိုပြက်ကြအဲ့တော့ဘာဖြစ်လဲရဲတွေဘလောက်ပဲကြိုးစားကြိုးစားရဲဖို့အုတ်ထုတ်တာဒီရဲမဟုတ်ဘဲနဲ့ ဘူမတိဘာမတိလာပြီးတော့စစ်ခွေးတွေလာအထုတ်တယ်။အဲ့တော့ညွန်ကျူးညွန်မှုတို့ညွန်ကျောက်တို့ဒီလိုအစ်စ်နေရစပြီးတော့အပေါ်အကောင်ကြီးမှန်တယ်များလူတွေရဲတွေကတပ်ပိုင်လို့မရှိဘူး။နောက်ပြီးတော့စစ်တပ်ကထွက်လာတယ်။နော်နကောအခုတော့မတည်ဘူးပေါ့နော်အရင်ခက်ကဆိုရင်စစ်တပ်က၃ရက်လောက်ထွက်လာလို့ချင်းရဲမှတပွင့်ရတယ်။ဘာဆိုင်တဲ့လားမင်းလက်လက်ကန်ငါလက်လက်ကန်မင်းရဲ့ပညာတစ်ခုငါတို့ရဲ့ပညာတစ်ခုလေဘလောက်လူပါဝါလဲစဉ်းစားကြည့် အဲ့တော့ရဲထဲမှာနေတဲ့ကောင်တွေကဘာတယ်ဟမ်အဲ့တော့နောက်ပြီးတော့လကလကနဲ့ပတ်သက်လို့ရဲရရလကမစုံမပို့အဲ့တော့ဘာဖြစ်လဲရဲပြည်သူထဲမှာနေတဲ့ကောင်တွေငွေရှာစားပြီပေါ့ဟုတ်တယ်မလားလောက်ငှောက်မပေးတဲ့အတွက်ငွေရှာပြီရှာပြီဆိုဘာဖြစ်လာလဲအစစ်အစစ်တခိုးတွေပုံဖြစ်ကုန်အောင်အဲ့တော့ရဲတပ်ဖွဲ့ကကုန်ပိတ်ခါဟမ်ဒီတော့နဲ့လူတက်မှုငားတော့နဲ့လူပေါ်လာဘယ်ပေါ်မလဲသူတို့စစ်တပ်ကကောင်တွေလုပ်တာဟုတ်ဘယ်ရဲတော့ဖမ်းရဲဖမ်းတဲ့ရဲချင်းတော်ထောက်အောင် အဲ့ဒါဘာဖြစ်ကြလဲရဲတပ်ဖွဲ့တန်ဖို့ဖြတ်ချက်ပြတယ်ရဲတပ်ဖွဲ့ဆိုတော့တင်းချလူလက်ဖွင့်ရှိရမယ်နော်ပြီးလို့ရှိရင်ရဲကိုရဲပဲအုပ်ချုပ်ကြမယ်ဒါဆိုရင်ရဲတပ်ဖွဲ့ကအခုလို့စုပ်ပြတ်တက်စရာအကြောင်းရှိဘူးဟုတ်တယ်မလားဒါပေမဲ့မြန်မာပြည်မှာကဘာဖြစ်တယ်ရဲကိုရဲအုပ်ချုပ်ဖွင့်မရှိဘူးစစ်ခွေးရလာအုပ်ချုပ်နော်အဲ့ဒါမြန်မာပြည်မှာစစ်ဘိုလ်ဖြစ်သွားရင်အလုံးစုံကိုတည်မြင်တော်မူတဲ့တပ်ပြည်ညွတ်ကညံရွာတယ်သူတို့တို့လို့ထင်တာမလားအကောင်းပြောတာနိုင်ငံတော်လို့ပြောလိုက်ရင်သူတို့စစ်ဘိုလ်ချုပ်တယ် မတိစစ်ဘုံချုပ်ကြီးရဲ့နိုင်ငံတော်ကိုကိုးစားပြုသူစစ်ဘုံဖြစ်သွားရင်အရာရာကိုတတ်သိနားလဲဝါတို့လို့အဲ့လိုတတ်မှတ်ထားတာဒါကြောင့်မလို့သူတို့မပါတဲ့ဌာနမရှိဘူးသူတို့မအုပ်ချုပ်ထားတဲ့ဌာနမရှိဘူးရဲဘုံရဲအုပ်ချုပ်ခွင့်မရဘူးကျောင်းဆရာဆရာမပညာရေးကိုပညာရေးအုပ်ချုပ်ခွင့်ကျောင်းဆရာဆရာမအုပ်ချုပ်ခွင့်မရဘူးဒေါက်တာကိုဒေါက်တာတွေအုပ်ချုပ်ခွင့်မရဘူးအင်ဂျင်နီယာကိုအင်ဂျင်နီယာတွေအုပ်ချုပ်ခွင့်မရဘူးနော်ဒါဌာနဆိုင်ရာထပ်ပြောမှဆိုအများကြီးအစိုးဆုံးကဘယ်လောက်ထိအုပ်ချုပ်မရဘူး ဂောပကဖះလူကြီးတော်မှစစ်ကွေးတွေအုပ်ချုပ်လာတာ။တောကြည့်မြန်မာပြည်ကတကိုးကြီးတဲ့ဖះမှန်နဲ့မြတာမန်အရက်သားပြည်သူသားဘောင်းမချိုစစ်ကွေးတွေလေ။ဘလောက်ယူမို့ကောင်းလဲစဉ်းစားကြည့်တယ်။ဟမ်။အဲ့တော့ကျွန်တော်တို့အတိုင်းမျိုးကိုဖြစ်သီးကြည့်လို့ရှိရင်စစ်တပ်ထက်ဝင်ပြီးဗိုလ်ကြီးအောင်ကြိုးစားပြီးလှုပ်ရှင်လှုပ်လို့ရတဲ့ပုံစံဖြစ်မနေဘူးလေ။နာဘာကြောင့်မလို့ DS တွေပါသွားတယ်။ DS တွေပါကိုရီးယားဒေတာမှာဒီကိုနေဆယ်နဲ့အရွယ်မှာဘလူးမှလူရမတွင်းတဲ့ကောင်မျိုး နော်ဆယ်တန်းလေးအောင်သွားတဲ့ကုတ်တက်ပိန်လိန်ပိန်လိန်နဲ့ဆယ်တန်းအောင်သွားချိန်မှာပါ DSA လိုက်တယ်။ DSA ရဲ့ DSA အောင်သွားပါရောဟာ DSA တင်တဲ့စင်းနာနဲ့ရဲနေတော့စောက်ပြီးမဆိုင်တော့တကားပြောတာရင်းနှီးရင်းမှာမော်စတိုင်လန်ကျောင်းစတိုင်တို့ပြောင်းသွားတယ်။အာမင်းခင်ဗျားတို့ကဘာဖြစ်လဲညာဖြစ်အရဲနေဆိုရင်ဒုလုံမှုဆိုတို့ကြောက်ကနေရင်းဆိုစကားလည်းအောင်ပြောစရာမလိုဟမ်ဘလောက်မှရိုက်နေစဉ်းစားကြည့်ဒါကတိုင်းပြည်ကိုဖြစ်တာအဲ့တော့ကုညီပန်းစီဆိုရဲရဲတပ်ဖွဲ့ပြက်စီးတာကြီး ဘသူကြောက်လဲဟဲ့ဒီစစ်ခွေးကောင်းတော်ကြီးကြောက်နော်ရဲကိုရဲအုပ်ထုတ်ခွင့်ရှိရမယ်ရဲရေးမိုင်းဥပဒေရဲဥပဒေဆိုတာရဲနဲ့နားလေတယ်အဲ့စစ်ခွေးနားလေတာမဟုတ်ဘူးဒါပေမဲ့အုပ်ချုပ်ခွင့်ရှိတာနော်အဲ့တော့ဒီနေ့ခေတ်ခင်ဗျားတို့ရဲတွေအနေနဲ့အနန္ဒီအစိုးရလက်ထက်မှာခင်ဗျားတို့ရဲတွေဘလောက်ထိဖိနှိပ်မှုကနေလွတ်မြောက်ခဲ့စုတ်ပြတ်နေတဲ့တတလုံးဟိုအင်္ဂလိပ်ခေတ်ကတည်းကနေမဆောက်ပြီးခဲ့တဲ့လိုင်းကန်းအဆုတ်တွေဘွားနေရဲစကန်းဘယ်နှခုပြောင်းလဲသွားခဲ့နော် အဲ့ဒါတွေကိုကြည့်ပါအဲ့တော့ကျွန်တော်တို့လိုချင်ရမှာလက်ရှိဒီနေ့ခေတ်မှာလေဒီစစ်ကောင်းဆောင်တွေကိုလိုချင်တယ်ဆိုတဲ့အတိုင်းဝန်ဘယ်လိုဟာမျိုးလဲဆိုတော့ဖြတ်စားမယ်လက်စားမယ်ဝိုက်စားမယ်လီးစားမယ်ခိုးစားမယ်လိမ်စားမယ်ညာစားမယ်အဲ့ဒီအတိုင်းဝန်အဲ့ဒီအတိုင်းဝန်အဲ့ဒီဒီဟာတွေကြိုက်ကြီးကြီးရဲ့ကောင်ဖားရမတွေ့အောင်အောက်ကကိုတဲ့နေတဲ့ကောင်ခြောက်ဖိမယ်နင်းမယ်အချင်းချင်းကိုတိုက်ထုတ်မယ်ဟမ်အဲ့လိုအတိုင်းဝန်ကြီးကိုခင်ဗျားတို့မှတ်မောကြတယ်ဒါမှမဟုတ်ကိုလာကပြည့်ပြည့်ဝဝ အိမ်ဒီရှိရှိယုံတက်မဲ့ယုံစင်မဲ့ကို့ဘဝငင်းငင်းကြမ်းကြမ်းနဲ့လက်ကလေးပြည့်ပြည့်စုံစုံလေးနဲ့ကို့တာမီကို့မိသားစုကိုထားနိုင်မဲ့ဘဝဘယ်ဟာလိုချင်ကြလဲရက်ွက်ထဲတခိုးကြီးတခိုးညံနဲ့ရဲမျက်လုံးဆိုတည့်မလားအကြီးကန်းတော့ပဲဟိုချောင်းဒီချောင်းအလူတွေ့ဟမ်ဟိဖောက်ဖျဲချောက်ဟမ်အဲ့ဒါပဲအဲ့ဒီဘဝကိုခင်ဗျားတို့မှတ်ဖို့ကြတယ်အဲ့တော့ရဲကပ်ဖွဲ့တွေအားလုံးကိုပြောချင်တာကခင်ဗျားတို့ဒီပြည်သူရဲဖြစ်လောက်ပါရဲခွေးဖြစ်မလုပ်ကြပါနဲ့ ပြည်သူဘက်ကအလုံးစုံရက်တည်နိုင်မယ်ဆိုရင်ခမည်းတော်ကပြည်သူရဲ့ပြည်သားပါလိမ့်မယ်။ဟုတ်ကဲ့ကိုစီကျေးဇူးအထူးတင်နေကျွန်တော်မိသားစုတွေကြားတဲ့အတိုင်းပဲ ဒီလိုမျိုးရဲအယောင်ဆောင်တွေဘလောက်တောင်ပေါနေမလဲသူတို့နဲ့ကပ်ဖားရပ်ဖားလူမိုက်လူရန်ကားတွေဒီရဲဝဲစုံလေးွက်ပြည်သူပေါ်ကိုမတရားညှဉ်းပန်းနှိပ်စက်အိုက်ကိစ္စတွေဘလောက်တောင်မြေပြင်မှာများပြားနေမလဲဗျနောက်ပြီးတော့ဒီခွေးယူအာနာရှင်စနက်က နေရာတိုင်းကိုသူတို့ချုပ်ကန်ထားတာအတိုင်းပြည်မှာနေရာကောင်းကောင်းဝင်ကောင်းကောင်းဆိုရင်သွားမကြည့်နဲ့ဥပိုင်တပ်ပိုင် အဲ့တော့အိုက်ဘွားကြီးကနေရုံထွက်ဖို့ကျွန်တော်တို့ပြည်သူတွေညီမရမယ်ကျွန်တော်ညီနောင်သွေးချင်းတွေညီမရမယ်ဗျဟုတ်ကဲ့ယေရှုတက်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မဘက်တော်သားတယောက်ချင်းတော်နန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့